လူတယောက် affection နေတဲ့ဆရာရဲ့တကယ်အနစ်သားကပါလေဒါကတော်တော်လေးနင်းနေတဲ့မိကွန်းနော်ရှေးအဆက်ဆက်ကလေးကလူတွေအဖြစ်ရှာခဲ့ကြတဲ့မိကွန်းတခုပေါ့ကဲဒီနေ့မှာတော့ဒီမိကွန်းနဲ့ပတ်သက်ပြီးစံစာတစောင်းမှာဘလို့ဖော်ပြထားတယ်လေဆိုတာကို အတူတူလေ့လာကြည့်ကြရအောင်ကဲခဏလောက်လေးအတူတူစဉ်းစားကြည့်ကြရအောင် နေ့တိုင်းသုံးနေတဲ့ရေရှူနေတဲ့လေဒါတွေထပ်ပိုပြီးတော့အရေးကြီးတဲ့ရာဆိုတာရှင်းနေမှာလားဟုတ်တာပေါ့ရုပ်ခန္ဓာကိုအတွက်ဆိုရင်ပေါ့ ရေနဲ့အောက်ဆီဂျင်ကမရှိလို့ကိုမဖြစ်ဘူးလေဒါကတော့ရှင်းရှင်းလေးပါခန္ဓာကိုယ်ဆိုတဲ့စက်ကြီးလေပတ်ဖို့အတွက်အခြေခံအကြဆုံးလောင်စာတွေပဲပေါ့ဒါပေမဲ့လေဒီချမ်းစာကပြောချင်နေတာကရိုးပိုင်းဆိုင်ရာထပ်ပိုပြီးနည်းနည်းတဲ့ຢာတစ်ခုရှိနေတယ်တဲ့အဲ့ဒါကပါလဲဆိုတော့စမန်ရဲ့အသက်ရဲ့အဓိကတော့ချက်ထက်တဲ့နန်းဝင်းကြီးနဲ့ ਨੇ ဟုတ်ပြီအရေးကြီးဆုံးလိုအပ်ချက်အဲ့တော့ဘာလို့နန်းဝင်းကြီးကအရေးကြီးဆုံးလိုအပ်ချက်ဖြစ်ရတာလဲစစ်ကြည့်လိုက်ကြအောင် ဆိုတော့ဒီကျမ်းစာမှာဖော်ပြထားတာကတော့လေအသက်နဲ့နာဝိညာဉ်ဆိုတာကိုလုံးဝခွဲခြားလို့မရဘူးရဲ့လူတယောက်ဟာဒုက္ခနာကိုယ်ထဲမှာနာဝိညာဉ်စုနေသေးတဲ့ကြွေပေအသက်ရှင်နေလို့သတ်မှတ်တယ်။အဲ့ဒီဝိညာဉ်သာခနာကိုယ်ကနေထွက်ခွာသွားပြီဆိုရင်တော့အသက်လည်းချုပ်ငိမ့်သွားပြီဒီလိုဆိုလိုတာပါ။ကဲကိုနေဝိညာဉ်နဲ့မူလအစဒီနေရာမှာတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့မေခွန်းတစ်ခုရှိလာပြီ။ကျွန်တို့တို့ကိုဖွဲ့စည်းထားတဲ့ဒီခန္ဓာကိုယ်နဲ့နာဝိညာဉ်သူတို့တွေကဘယ်ကနေလာကြတာလဲ။ အခုမြင်နေရတဲ့အတိုင်းပဲတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ဒီစန်းစာရဆိုင်ကျွန်တော်တို့မှာအစဲပိုင်းနှစ်ခုရှိတယ်။တစ်ခုနဲ့တစ်ခုကလာရလန်းရောပြန်ရမယ်လန်းရောလုံးဝမတူဘူး။ရုတ်ခန္ဓာကိုယ်ကမြေကြီးကနေလာတယ်။ပြီးတော့သေးတဲ့အခါမြေကြီးစီမဲပြန်သွားရတယ်။နောင်ခွင်းနင်းကြတော့ဖန်ဆင်းရှင်စီကလာပြီးတော့သူ့လေခရီးစွန်းကလည်းဖန်ဆင်းရှင်စီကိုပဲပြန်သွားရမယ်လို့ဆိုထားပါတယ်။ ဒီချင်းနဲ့ခွဲခွာခြင်းဟုတ်ကဲ့ဒီဘဝခီးလမ်းမှာဘယ်လိုမှရှောင်လွဲလို့မရတဲ့အရေးကြီးဆုံးအခိုက်အတန့်တစ်ခုပေါ့အဲ့ဒါကတော့တည်ချင်းတရားပါပဲခန္ဓာနဲ့ဝิญဉ်လို့လမ်းခွဲကြရခြင်းပေါ့လူတယောက်တည်ဆုံးသွားပြီးကျရင်ရုပ်ခန္ဓာကိုယ်ရဲ့ကံကြင်မာကတော့ရှင်းရှင်းလေးပါသူ့ဘဲကလာတယ်လေမိကြီးကနေလာတာလေအဲ့တော့မိကြီးတဲကိုပဲပြန်ပြီးပြသွန်းသွားတာမှာပဲဒါပေမဲ့အရေးကြီးဆုံးမိကွန်းကအခုမှလာမှာကျွန်တို့ရဲ့အဖိုးတန်ဆုံးအစိတ်ကွင်းလို့ဆိုထားတဲ့အဲ့ဒီနိုင်ဝิญဉ်ကတော့သူကတော့ဘဲကိုသွားမှာလေ ဝိညာဉ်ရဲ့ခီးလန်းတွယ်อืมဒီနေရာမှာပဲဒီကျမ်းစာကတော်တော်လေးအားအားတင့်စရာကောင်းတဲ့အချက်တခုခုပြောလာပါတယ်အဲ့ဒါကဘာလဲဆိုတော့နာဝိညာဉ်ရဲ့ပြန်လန်းကတလန်းတည်းမဟုတ်ဘူးတဲ့ကျွန်ုပ်တို့ရဲ့ရွေးချယ်မှုအပေါ်မှာမူတည်ပြီးတော့လမ်းတွေကွဲသွားတယ်ဆိုတာပါပဲအဓိကအချက်ကဒါပဲဒီကျမ်းစာအရဆိုရင်လေဝိညာဉ်တန်းကဖန်ဆင်းရှင်ရှိကိုအလိုအလျောက်ပြောင်းရောက်သွားတာမျိုးမဟုတ်ဘူးတဲ့ အရာအလုံးကအသက်ရှင်နေတုန်းကခြောက်ခဲ့တဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုရဲ့ပုံမှာပဲမူတည်နေတာပါ အခုဒီမှာဆိုရင်အဲ့ဒီရွေးချယ်မှုရဲ့အကျိုးဆက်နှစ်ခုကိုရှင်းရှင်းလင်းလင်းတွေ့ရပါပြီတတတာမှာဖန်ဆင်းရှင်ကိုကိုးကွယ်ခဲ့တဲ့ဆိုရင်အဲ့ဒီဝိညာဉ်ဟာဖရာတခင်စီပြန်ရောက်ခွင့်ရမယ်ဒါပေမဲ့ဖန်ဆင်းရှင်ကိုမကိုးကွယ်ခဲ့ဘူးဆိုရင်တော့ဒုတိယတည်ခြင်းဆိုတိုင်းနဲ့ရင်ဆိုင်ရမယ်လို့ဖော်ပြထားတယ်ပါတယ်အဲ့တော့ဒုတိယတည်ခြင်းဆိုတာကဘာကိုပြောတာလဲ ဒီကျန်းစာရဆိုရင်ဒါကပြားတိကျန်းထင်မှာပါတဲ့အသွုံနှုံးတစ်ခုပါ။ဖန်ဆင်းရှင်ကိုမကိုးကွယ်ခဲ့တဲ့ဝိညာဉ်တွေရဲ့နောက်ဆုံးခရီးပန်းတိုင်ဖြစ်တဲ့ကတ်ငရဲမီးရန်ဆိုတဲ့နေရာကိုရည်ညွှန်းတာဖြစ်ပါတယ်။ကဲနောက်ဆုံးပန်းကြားချက်တရားကြားရတဲ့ကိုလေ့လာပြီးတဲ့နောက်မှာတော့ဒီကျန်းစာကပေးတဲ့နဲ့အတိတ်ကသတင်းစကားကဘာလဲဆိုတော့ကိုကြည့်ကြရအောင်။အထုပ်ပြောရင်တော့လေဒီကျန်းစာကအခိုင်အမာဆိုလိုချင်တာက ကျွန်တော်တို့ရဲ့အသင်ရောနန်ဝိညာဉ်ကိုပါပေးသနာတဲ့သာဝရဖျားဟာတရှူတီတော်စစ်မှန်တဲ့ဖျားခင်ဖြစ်တယ်ဆိုတာပါပဲဒီခီးလိုင်းတစ်ခုလုံးနဲ့ပတ်သက်ပြီးအခိုင်အမာဆုံးဖော်ပြချက်အနေနဲ့ဒီကျန်းစာထဲမှာပါတဲ့အားပါတဲ့စကားရပ်တစ်ခုနဲ့ပဲညီကုန်းချုပ်ပါစေငါဒီလန်ခီးဖြစ်ဤတမတရားလည်းဖြစ်ဤအသက်လည်းဖြစ်ဤဆိုတော့ဘဝတသက်တာမှာခြားခဲ့တဲ့ရွေးချယ်မှုတစ်ခုတည်းကသာဝရခီးလိုင်းကိုအဆုံးဖြတ်ပေးတယ်ဆိုတဲ့ဒီအချက်က ျွန်တို့ရဲ့နောက်ဆုံးခရီးပန်းတန်ကိုဘေးအရာကအမှန်တကယ်ပုံဖော်နေတယ်လဲဆိုတာကိုတကယ်ပဲပြန်လဲစဉ်းစားစရာဖြစ်စေပါတယ်။